ကပ္ပရွှေစည်းသမိုင်းတစ်ကျောက်စံချိန်တင်မြင့်တက်လာပြီးနောက်ပြည်တွင်းမီးလင်းခောက်ရွှေစည်းကလည်းတကြက်သားကို86သိန်းဝန်းကျင်အထိတိုးတက်လာတယ်လို့ရွှေလုံငန်းရှင်တွေကတန်ရင်တိုင်းကိုပြောပါတယ်။ဒီရွှေစည်းနှုန်းဟာမြမရွှေလောကသမိုင်းလျှောက်မှာအမြင့်ဆုံးစည်းနှုန်းဖြစ်ပြီးအာဏာမသိမ်းခင်ကာလနဲ့နှိုင်းယှဉ်ရင်ရှစ်ဆကျော်ထိစည်းနှုန်းကြီးမြင့်လာတာဖြစ်ပါတယ်။ကပ္ပရွှေစည်းဟာပြီးခဲ့တဲ့အောက်တိုဘာပထမပတ်တွင်ရွှေတအောင်စကိုအမေရိကန်ဒေါ်လာ3860ဝန်းကျင်ရှိရာမှာ အောက်တိုဘာ15ရက်နေ့မှာတော့ဒေါ်လာ4200ဝန်းကျင်သည့်စံချိန်တင်ထိုးတက်လာတာပါကမ္ဘာရွှေစင်လုံးစံချိန်တင်ထိုးတက်လာမှုနဲ့အတူပြည်ရင်းရွှေဈေးကလည်းတစ်ကြက်သားကိုကျက်86သိန်းဝန်းကျင်ထိစံချိန်တင်မြင့်တက်ခဲ့တာဖြစ်ပါတယ်ရွှေလုံငန်းရှင်တို့ကတော့ရွှေစင်လုံးကစံချိန်တင်မြင့်တက်လာရတာဟာကမ္ဘာရဲ့ရက်ကနိုင်ငံတော်မြတ်မြတ်မှာရွှေဝယ်လိုအားတွေမြင့်တက်လာတာကြောင့်လို့တန်တွင်တိုင်းကိုပြောပါတယ် ကဘာချင်းနေကဘာရင်ရက်ကဒီကဘာပေါ်ပေါ်ကန်ပေါ့နော်အဲ့ခံရဲ့မော်ရအကြောင်းကိုပြတာပေါ့ခုကပြီးတော့နိုင်ငံတော်များများမှာဖြေဝေဝေလို့အာဒီကြီးကတော်တော်ကိုမြင့်တယ်တချို့နိုင်ငံထိုင်းနိုင်ငံဆိုလို့ရှိရင်ဒီတိုင်းချင်းပေါ့နော်ထိုင်းမှာဆိုလို့ရှိရင်ဖြေဝေလို့အာမြင့်တက်ပြီးတော့ဆန်နေမှာငွေသားနေသွားတဲ့အနေထားတကူရောက်လက်ရှိရွှေစင်းလုံးဟာကမ္ဘာရွှေစင်းလုံးကမောက်ကမချာ ခမန်းရခန့်နေပြီးကမ္ဘာရွှေစင်းလုံးအတွက်ချပေါ်မှုဒီကပြည်တွင်းရွှေစင်းလုံးတွေလည်းအချိန်နဲ့မျှပြောင်းလဲလာနိုင်တယ်လို့သူကဆက်ပြောပါတယ်ပြည်တွင်းရွှေစင်းကအတွင်းမှာတော့ရွှေစင်းလုံးစံချိန်တွေမြင့်တက်နေတဲ့အတွက်အရောင်းဝယ်တွေအင်းနေပြီးစစ်ကော်မရှင်လောက်ခံဌာနဆိုင်ရာတွေကရွှေစင်းလုံးစံချိန်တွေမြင့်တက်မှုပေါ်စောင့်ကြည့်တာတွေရှိတယ်လို့သိရပါတယ်စစ်ကော်မရှင်လောက်ခံတသက်ထုရွှေရင်းညွှန်းစည်းတမက်ကြီးကော်မတီကတော့စံချိန်မီရွှေတစ်ချက်သားကိုဈေးနှုန်းကျပ်59သိန်း9000 သတ်မှတ်ထားပေမဲ့ပြင်ပပေါက်ဈေးနဲ့နှိုင်းရှင်ပါကကျက်25သိန်းကျော်ထိဈေးနှုန်းကွာဟနေပါတယ်